ဲ့လိုပဲစိတ်ပညာတွေကအဲ့လိုပဲတရားတရားငင်းညခုံညာရင်းနဲ့ဒါကျွန်တော်ပြောပြတာဒါစိတ်ဆိုးစရာလည်းမဟုတ်ဘူးတောက်တယ်လို့ပြောတဲ့ဆရာဝန်ကိုလည်းစိတ်ဆိုးလို့မရအောင်မတောက်ဘူးနဲ့ပြောတဲ့သူကိုလည်းစိတ်ဆိုးလို့မရအောင်ပေါ့နော်ဒါဒီကျွန်တော်နောက်တိုင်းစိတ်ပညာရဲ့ဒါ art ပဲပညာပါအမှုပညာပေါ့နော်အမှုပညာတစ်ခုပါပဲအဲ့တော့ရှောက်ဖွေလေးတွေးရှိလေးသိပ္ပံကြီးကြတယ်အခုကျွန်တော်ပြောလို့ပဲဒီခေတ်သင်းပညာရဲ့တမိုင်းကြောင့်ကမကြခင်၃လနှစ်လောက်ဆိုရင်ကျွန်တော်တွေကတော့ paradigm shift ကြီးပြောင်းသွားမယ်နော် မင်းရဲ့အသက်6လားအသက်6တို့ရမလို့အသက်စေကောင်းတဲ့စီထွက်လာလိမ့်မယ်เนาะမဖူနဲ့တောက်တဲ့လူတွေเนาะအစ်စေထိမ့်တောက်ကြเนาะနောက်ချိန်မှာကိုကဒီထက်မကအသက်ရှည်အောင်เนาะဟိုကို့အရတမလို့ထင်သေးတဲ့ကောင်တွေကိုအသက်ရှည်ရှည်နေပြလို့ရတယ်စိတ်ထွက်လာလိမ့်မယ်เนาะဘီဖို့တွေလည်းမကြိုက်ရင်ပျောက်လာလိမ့်မယ်အိတ်ဆိုင်ပြီးလည်းခုစမ်းတတ်နေပြီစိတ်တွေလည်းကောင်းနေထွက်လာနေပြီဒါပြပြတာလေ ဲ့တော့ပါရာစီတမောကိုတောက်ရလားမတောက်ရလားခုချိန်ကြီးကတော့ဒါ decision ကောင်းကောင်းကြီးမဖြတ်နိုင်သေးဘူးအခုမှတို့ဒီနေ့မှစပြောနေတော့ငင်းညခုံညောင်းမှာပဲအဲ့တော့ကျွန်တော်ကကြားချပြီးဗာပြောရတာလေဆိုတော့ဒါကျွန်တော်ကျွန်တော်ရဲ့အတိတဲ့အတိကြုံလေးဘူးနော်ဗာစေးနေနေကွာအဲ့လိုမျိုး risk ရှိမယ်လို့ထင်တယ်ဆိုရင်တချမ်းလောက်ပဲတောက်တချိုးလောက်ပဲတောက်အဲ့ဒါအနေအကျဉ်းဆုံးပဲ hydrogen မတောက်နေပေါ့ဒါကျွန်တော်ပြောတာ ip profile ကကြတော့ကလေးရတော့သုံးလို့ရတယ်ဒါတော့မှစိတ်ဖြစ်တာတော့မဟုတ်ဘူးသူလိုတကူလိုမှစိတ်မဖြစ်ဘူး ဆိုင်သွေးကြောတွေပေါက်နိုင်တယ်ပေါ့နော်ပါရာကတော့ဆေးဖြစ်ဆုံးပဲဒါပေမဲ့ကျွန်တော်သိတဲ့အသည့်နဲ့အခုလက်ရှိပြောတဲ့ဟာနေရဒါပညာရှင်တွေပြောတာကျွန်တော်တို့စောင့်ရအောင်ပါပဲလေအဲ့တော့ကျွန်တော်အနေနဲ့ကြားချပြီးတော့ပြောရရင်တော့လက်တလုံးအကြံပေးရရင်တော့ကိုဝင်ဆောင်တွေဖြားရင်တော့ပါရာဆီမောတချမ်းမဲ့တော့ပေါ့ကွာနော်ရေဘက်တိုက်ပေါ့ကွာနော်ချွေးထအောင်လို့နော်ဟိုဟင်းရည်လေးနဲ့ငရုကောင်းလေးဟင်းရည်လေးနဲ့အဲ့လိုလေးတောက်လိုက်ပေါ့ပူပူနွေးနွေးလေးတောက်ချွေးထုတ်ပေါ့ကွာအဲ့လိုပဲလုပ်တာကောင်းတယ်ဟို ဗမာဆေးနဲ့ကျွန်တော်မပြောတတ်ဘူးမပြောရဲဘူးအင်္ဂလိပ်ဆေးဆိုလဲဖျားရင်ဘာတော့မလဲဆိုတော့ဆရာဝန်ညွန်ကြားအန်တီဘိုင်တစ်တော့တောက်လို့ရပါတယ်ဒီစိတ်ရှည်ရမှာပေါ့နော်ဖျားရဲဆိုတဲ့ချိန်မှာတော့ဟိုဘယ်လိုပြောမလဲကွာပူလာရဲဆိုတာကခန္ဓာကိုယ်ဗိုင်းရပ်စ်တွေဘက်တီးရီးယားတိုက်ထုတ်နေတဲ့ချိန်ဆိုတော့ရေပယ်လေးတိုက်အေးတဲ့နေရာမှာနေပြပြတာအဲအဲ့လိုမျိုးလေးပေါ့ရေမများတော့ရေဝအောင်တော့ဟိုရှူပေါက်လိုက်ရင်လည်းအဘူးကျသွားတာပဲလေ အဲအဲ့လိုသဘောမျိုးပေါ့နော်တအားဖြားရင်ရေဘက်တိုက်ပေါ့ကွာတအားကြီးဖြားရင်ကျွန်တော်ရေချိုးပြရတယ်ဟိုကလေးတွေဆိုလဲလीအဲ့တော့ကျွန်တော်အကြံပေးတာ dose ကို short တိုက်ပေါ့ dose ကို short တိုက်ပေါ့ဟိုကျန်တဲ့ပါပါရမဟုတ်တခြားပါစစ်ဖြစ်လဲဆိုတော့မပူနဲ့အမေရိကကသူတို့မှာ second plan ရှိတယ်ပါရာစစ်မဖြစ်ဘူးလို့ပြောရင်ဒီအတွက်ထပ်လာအောင်မှာမှာ x paracetamol ပေါ့မှာကျွန်တော်ပြောတာပေါ့လားပေါ့မှာကွာဆိုင်သေးဆိုရင်သူက rabi pra ဟိုဟိုဘောရှိပေါ့ကွာအူမီပရာဆိုရှိတယ်အူမီပရာဆိုကအဲ့လောက် effective ဖြစ်ဆိုတော့ ီဆိုမီဘရာဇောဆိုတာထွက်လာတယ်မပူနဲ့အမေရိကလောက်ွက်တွေသိတယ်အပါလာစီမကောင်းဆိုဒက်စ်ပါလာစီတမောတွေထွက်လာတယ်အဲ့လိုပဲဒါတော့ cypher နည်းနေပါ냐ဒီကောင်ကစီဝိုင်းလဲပါတယ်သိလားဒီကောင်ပြောနေလဲယုံရတာမဟုတ်ပြီမဲ့အချိန်မင်းမရှိတော့မပြောဘူးကွာဒီကဘာလုံးဥဆောင်နေတယ်ဒါသမရကိုတွားပြတယ်ဒီကောင်ထောက်ဆောက်ပေါ်တော့မဟုတ်လေသူက plan ရှိလိမ့်မယ်အဲ့တော့ပါရာမကောင်းဘူးပါရာကို အဲဒီတောက်လောက်တဲ့ခါဒီပါရာစီတမောတွေပဲဖြစ်သွားနိုင်တယ်အဲ့တော့ဘာပဲပြောပြောကွာပါရာစီမောတချမ်းလောက်ပဲတောက်တာကောင်းတယ်ဒါပေမဲ့စိတ်တော့မပူနဲ့သိစိတ်မပူနဲ့ကျွန်တော်တို့မှာတိုင်ရင်တော့မရှိဘူးပါရာစီတမောကိုကျွန်တော်ဒါဟာတာလေးရောဘုဒ္ဓတာလေးရောပြပြမယ်နော်အဲကျွန်တော်ဆေးเจ้าမှာတင်လိုက်တာဗာဗာတိလိုက်ရဆိုတော့ကျွန်တော်တို့စပြောတဲ့ခါပါရာစီမောတဘူးလုံးတောင်းတည်တယ်လို့ပြောလိုက်တဲ့အချိန်မှာဘာလို့လဲဆိုတော့ဘသူတွေအရင်တည်တယ်မှတ်တော့တတ်တည်တယ်မှတ်တော့အဲဆေးเจ้าသူတွေဆေးเจ้าသားတွေအဲ့လိုမျိုးစိတ်ညစ်လို့ဆိုရီစားပုံမိလို့ပေါ့ကွာ ဒါမှမဟုတ်ရင်လည်းကွာဟာအိမ်အိမ်နဲ့ဆင်ပြေစာမကျက်ချင်တော့လို့တည့်မလားတည်ချင်တော့လေဆိုပါရာစီနမောတပုံးလုံးတောက်တာဒါပေမဲ့စိတ်ချမသေးဘူးဒါကျွန်တော်တို့ဆရာမတော်များသိတယ်ဘာလို့မသေးတယ်လဲဆိုတော့မြန်မာပြည်ကပါရာစီနမောတွေက quality အပြည့်မဟုတ်ဘူးတဲ့ US ကပါရာစီနမောမဟုတ်တဲ့အတွက်တော့တအားကြီးတော့စိတ်ပူကြတော့မရှိပါဒါပေမဲ့ dose ကိုတော့ short တော့ပါဒါကျွန်တော်ပြောတာဒါဒါချာချာပြောကျွန်တော်မိသားစုဆရာဝန်နဲ့ပြောတာကျွန်တော်ဒီတို့ရဲ့ပေပါတွေကျွန်တော်ဒါကျွန်တော်လေ့လာနေစေဒီနေ့မှသိတဲ့ဟာဖြစ်တဲ့အတွက်ဒါဒီ မှန်လည်းမပြောနိုင်မှားလည်းမပြောနိုင်ဘူးဒါ50 50ပဲထားကြပါစို့အဲ့လိုဆိုရင်တော့ကျွန်တော်တို့ကဘာလို့ dose ကို short မယ်3နှစ်ချိန်တောက်မယ်ဆိုတာ2ချိန်လောက်ပဲတောက်မယ်ပေါ့တဝက်တစ်လုံးတောက်မယ်ဆိုတာတဝက်တောက်မယ်ပေါ့ဒါကိုပြောတာလေ ibuprofen ကြီးကမြန်တဲ့စိတ်မဖြစ်ဘူးမှန်တယ်ဒါပေမဲ့လက်ကားကြီးတော့ဗလိုင်းကြီးတော့မပြောဘူးသေးကြတယ်တို့တို့မှာနောက်ထပ် plan တစ်ခုရှိလိမ့်မယ်ဒီဆေးမဟုတ်ရင် ibuprofen လည်းဆေးမဖြစ်ဘူးဆိုရင်တော့တခြားပါဆေးလာလိမ့်မယ်လာပါလိမ့်မယ်သေးကြတယ်လာလိမ့်မယ်ထွက်လာလိမ့်မယ်เนาะ okay ပါဒီလောက်လေးကိုဒါဒါကတော့ဟိုပေါ့ ချင်းချင်းရတာပေါ့နော်ကျွန်တော်လည်းချင်းချင်းပြီးတော့လောက်ရမယ်လို့ပဲယူဆမှာဒါမြေသားစုဆရာဝန်ကြောင့်နေကျွန်တော်ဒီလောက်ပဲပြောလို့ရတယ်ကြိုက်ရင်လည်းယူပါကွာမကြိုက်ရင်လည်းပဲပေါ့နော်ဒါကိုကိုတော်သားနဲ့ကိုဟိုဘယ်လိုပြောမလဲဒါပေမဲ့တကယ်တော့ဟုတ်တယ်ခုနောက်ပိုင်းကလေးတွေကနည်းနည်းလေးဟိုတွေ့လာတာများလာတာစိတ်လာတော့အရင်တော့ကလေးတွေလည်းရှီကောင်းရှိလိမ့်မယ်ခုမှဒါလို့ဘယ်လိုပြောမလို့ဟိုဆရာတွေကဟိုចောင်းမာတွေကပို့ပြီးတော့ဟိုဘယ်လိုပြောမလဲကွာဒီဒီ update ဖြစ်လာတယ်ကွာပြီးရပြောမှာကွာအင်္ဂလိပ်စာဆရာမတွေကြောင့် knowledge ရှိလာတဲ့ခါကျဒီကလေးတွေကိုခွဲခြားသိလာတယ်ဒီကလေးကတော့ဒါစာသင်ရခက်တာကတော့ဒီဒီ ADHD စေလို့ဟာမျိုးလားအဲ့လိုမျိုးတွေထွက်လာတယ်ဆိုတော့ဟိုဒီဟာတွေဆက်ဆက်လာမဆက်ဆက်လာတော့မသိပေမဲ့လေဒါပေမဲ့လေဖြစ်နေတာတော့ဖြစ်နေတာပဲเนาะအဲ့တော့ဘာပဲပြောပြောအသိနဲ့တတိပါပဲเนาะကျွန်တော်ပြောတာလေးတော့ဟိုလက်ခံရင်လည်းယူပါလက်မခံလည်းဘာမှဖြစ်ပါဘူးလာပြောလည်းဘာမှဖြစ်ဘူးကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေစိတ်ပညာသည်အများနဲ့ပြောင်းနေတယ်ငင်းခုန်တာသည် ဒါဒီအမှုပညာတခုပဲဒါပြောရမှာပဲလေဒါအဲ့မဲ့စေတနာလေးတော့ထည့်ပြောပေါ့နော်စေတနာလေးထည့်ပြောမကောင်းဆိုလည်းမကောင်းဘူးပဲကောင်းတယ်ဆိုလည်းကောင်းတယ်ပေါ့ဒါပါပဲမှောက်လားနော်